ကျော်တတိယဆုရရတယ်။ဒီနေ့က position 4နဲ့ဝင်လာပဲဖြစ်ပါတယ်။အဲ့တော့နောက်လာမယ့်နေ့တွေမှာတော့ဒီတက်ပိုကောင်းတဲ့ reset တွေနဲ့ပြန်လာခဲ့ပါမယ်။ကျွန်တော်နာမည်တီဂျီလင်းဖြစ်ပါတယ် GPM က rider ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြန်ဝင်ခဲ့တာအခုဒီ Nexta BRIC Superbike ပေါ့နော်ထိုင်းမှာပြိုင်တာပါအဲရခဲ့တာကတော့ကျော် 6cc တန်းမှာပေါ့နော်တတိယဆုရခဲ့တာဖြစ်ပါတယ်အရန်ပြောတယ်အရန်ပြောတယ်နောက်အရန်လက်ဂုံယူမိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ Nexta BRIC ကဒီ အဒီကျွန်တော်တို့ဒီ region နဲ့မှာတော့အဆင်အမြင့်ဆုံးပွဲရတယ်မှာတပွဲပါတယ်ပေါ့နော်အဲ့ပွဲမှာကျွန်တော်မြန်မာနိုင်ငံကနေပထမအဦးဆုံးနေတဲ့ဒီတတိယဆီရောက်ပေးနိုင်တယ်ဆိုတော့အရန်ပြုံပါတယ် ရင်2024မှာကလည်းကျွန်တော်ထိုင်းမှာသွားပြီးတော့ပြိုင်နေရရှိတယ်ပေါ့နော်သူတွေလည်းရခဲ့ပါတယ်အဲအခုဒီပြိုင်ပွဲတော့အတိအသေးစိတ်အဲအများကြီးစူးစမ်းပြင်ဆင်ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီ GPM တင်းကလည်းရန်စကိုပွန်ကောင်းပေးရတယ်ကျွန်တော်အရန်ကိုပြင်ဆင်ခဲ့ပါတယ်2025ကလည်းကျွန်တော်တို့ဟိုဒီဒီပြိုင်ပွဲအတွက်ဆိုရင်ကျွန်တော်တို့ဒီ2025နှစ်စကလည်းကျွန်တော်စာယူပြင်ဆင်ခဲ့တာပေါ့နော်အဲဆိုင်ကစီအကစားကရန်ပင်ပန်းထဲမှာပါတယ်ပေါ့နော်ပါတော့ကျွန်တော် အဲဂျင်မာလည်းကောင်းကောင်းလုပ်ရတယ်နောက်ပြီးတော့ကျွန်တော်ခန္ဓာကိုယ်ကြက်ခံအောင်လည်းအရင်ပြင်ဆင်ရတယ်နောက်ပြီးကျွန်တော်ရဲ့ skill ဘိုင်းတိုးတက်အောင်လည်းကျွန်တော်ဒီ chain မှာသွားပြီးတော့ဗောနော်ကျွန်တော်ဒီ chain ကအကောင်းဆုံး rider တွေတည်းကတယောက်နဲ့ကျွန်တော်သွားပြီးလက်ကြည့်ပြင်ဆင်ခဲ့ပါတယ်ဗျာပြန်ပွဲမှာဗောနော်မထင်မှတ်တာလေးနည်းနည်းကြုံသွားတာလေးရှိရယ်ဗောနော်အခက်ခဲလေးကကျွန်တော်ပြန်ပွဲစကန်လေးလေးမှာမှကျွန်တော်စုကပြတ်သွားတာဗောဇစ်ပြတ်သွားတော့တုံးမရတော့တခြားစုအစ်တစ်ခုနဲ့ဝင်ရတဲ့အခါကျတော့အဲ့ rush ဖြစ်သွားတယ်တခုရှိသွားတယ်ဗောနော်ဒါပေမဲ့ပြန်ပွဲတကယ်စပြီစထွက်ပြီဆိုတော့နည်းဆိုင်ကယ်ပေါ်မှာတော့ အဲအရင်တည်ငြိမ်သွားပါတယ်ဆိုင်ကယ်နဲ့ကိုယ်နဲ့လမ်းနဲ့ပြန်ပွဲနဲ့ဒါပဲရှိတော့ပါဘောနော်အာယုံဝန်ကောင်းဆိုင်ပြီးတိုင်နိုင်ခဲ့ပါတယ်ကြာအဲ့မှာပေါ့နော်ကျွန်တော်စောင့်ကြည့်နေရတဲ့ဆိုရင်ရပြန်ဝင်နေရှိခဲ့ပါတယ်သူတို့အရင်လဲတော်ကြပါတယ်ပေါ့နော်အဲတယောက်ဆိုရင်ဒီ USA က rider တယောက်ပေါ့နော် USA နိုင်ငံသား rider တယောက်ပေါ့နော်နောက်တစ်ယောက်ကတော့ဒီထိုင်းက rider တယောက်ပေါ့သူတို့တွေကတော့အရင်ကောင်းကြပါတယ် switching the lane pick up the pace yo go like that on back to the base တံပွဲအတွင်းမှာတော့ပြန်ပွဲမစခင်အချိန်လေးမှာပေါ့နော်ပြန်ပွဲစမထွက်ခင်အချိန်လေးမှာတော့အရန်စိတ်လို့ရှာတာပေါ့ ဟိုဒီပြန်ပွဲစားမဲ့အချိန်စောင့်တဲ့အချိန်စောင့်ရလေးစိတ်လှရှားလေးပဲဒါပေမဲ့ပြန်ပွဲစားထွက်သွားပြီဆိုတာနဲ့ဒီဆိုင်ကယ်နဲ့ကိုယ်နဲ့ပဲရှိပြီးစိတ်ကတည်ငြိမ်သွားတဲ့အတွက်အရင်တော့အဲစိတ်လှရှားတာမရှိခဲ့တော့ဘူးပေါ့နော်ဆိုင်ကယ်ကသူတို့ကတော့ဒီ engine engine ရဲ့ displacement နဲ့ပေါ့နော် engine cc နဲ့ခွဲခြားရတာပေါ့နော်ကျွန်တော်တပ်ပြိုင်တာ 6cc အတန်းပါပေါ့နော် 6cc အတန်းပါဒါနဲ့စိုက်တဲ့ brand ကိုတော့ရွေးချယ်ခွင့်ရှိပါလိမ့်မယ်ဟုတ်အခုချိန်မှာတော့အရန်ကိုကိုကိုယူမိပါတယ်ဗျဟိုမြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ဆူရတဲ့တယောက်ဖြစ်တယ်လို့နောက်ရှေ့လျှောက်လည်းထပ်ပြီးတော့အများကြီးဆူရအောင်ကြိုးစားသွားပါမယ်။ ပြန်ပွဲတွေကတော့အများအားဒီလိုအတွေ့အကြုံတစ်ခုပြီးတစ်ခုအခက်အခဲတစ်ခုပြီးတစ်ခုယူနေရတာပဲပေါ့နော်အရှိပြန်ပွဲမှာလည်းအခက်အခဲတစ်ခုပြီးတစ်ခုရတယ်အဲ့ဒါနေအတွေ့အကြုံယူတယ်အတွေ့အကြုံယူတယ်ဒါစကေးတွေလည်းတိုးတက်လာအောင်စ조사ခဲ့ရတာပေါ့နော်ဆိုတော့အရန်ထောက်ကူဖြစ်ပါတယ်ခင်ဗျာရှိပြန်ပွဲကျွန်တော်ကအခုဒီမြန်မာနိုင်ငံနေပြီးတော့ပထမဆုံးတက်ခဲ့လို့ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ cycle လောက image တစ်ခုကိုကျွန်တော်ဒီနိုင်ငံတကာမှာခြားပြနိုင်ခဲ့ပြီလို့လည်းကိုယ်ကိုထင်မြင်မိတယ်ပေါ့နော်အဲရှေ့လျှောက်ပြီးတော့လည်းဒီထက်ပိုပြီးတော့အဲ တော်ပြင်ခွဲဒီဆက်ကောင်းတဲ့ပြင်ခွဲဒီဆက်ပူပြီးကောင်းတဲ့ဆုတွေရအောင်လဲစူးစမ်းအောင်မယ်အဲ့ဒါအပြင်ပေါ့နော်နောက်ကကျွန်တော်တို့ဒီမှာရှိတဲ့ဘိုက်ကန်ကြီးကိုတွေကိုလည်းကျွန်တော်တို့ဆွဲခေါ်သွားနိုင်အောင်ပေါ့နော်ဒီလိုပြင်ခွဲရောက်သွားနိုင်အောင်မြန်မာနိုင်ငံမှာပဲဒီလိုပြင်ခွဲအဆင့်ကြီးကျင်းပနိုင်အောင်ကျွန်တော်တို့အများကြီးစူးစမ်းသွားအောင်မယ်ဆန်ကစီအာကစားဆိုတာကိုကျွန်တော်စခဲ့တဲ့အချိန်ကတော့2023ကျန်းမှာစခဲ့တာပါခင်ဗျာခက်ခဲတော့အရင်များခဲ့တယ်ပေါ့ဘာဖြစ်လို့လဲဆိုမြန်မာနိုင်ငံမှာဆန်ကစီရောက်အာကစားတစ်ခုနဲ့မတက်မကြဘူးပေါ့နော်အဲတိလည်းမတိကြဘူးပေါ့အခုကဒီဆန်ကစီကိုအာကစားတစ်ခုနဲ့သွားဖို့စူးစမ်းတဲ့အချိန်မှာတော့ အခက်ခဲဆုံးကတော့ကျွန်တော်ဒီမှာပထမဆုံးတစ်ချက်ကတွေ့ကြုံမရှိတာ knowledge မရှိတာပေါ့နော်။နောက်ဒုတိယတစ်ချက်ကကျွန်တော်ဒီမှာပြိုင်ဆိုင်တဲ့ ქვენ တွေမရှိသေးတာပေါ့။ဆိုတော့ဒီအခက်ခဲတွေအများကြီးကိုဖျက်ကျော်ပြီးတော့မှစူးစမ်းခဲ့ရတာပေါ့ဗျာ။အကောင်းဆုံးတော့စူးစမ်းခဲ့တာပေါ့နော်။အနည်းထက်လည်းအများကြီးပို့ပြီးတော့အမြင်လာရပါလေ။ဒါပေမဲ့ result ကတော့မျိုးလင်းထားတယ်လို့တော့ audience နဲ့မဝင်ခဲ့ဘူးပေါ့။ဟုတ်ကျွန်တော်တို့ခုလိုပေါ့ကျွန်တော်လိုပဲသွားပြီးတော့ရှင်ပြိုင်လိုတဲ့ rider တွေဒီ biker တွေပေါ့နော်။ပြောပြချင်တာကတော့ဒီ sanctuary အကစားဖြစ်တဲ့အတွက်ကျွန်တော်တို့စူးစမ်းရင်တော့ စ조사ရမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီစံခံမှုရှိအောင်လှုပ်လှုပ်ထားရမယ်ပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့ပြောချင်တာအရေးကြီးတာပြောချင်တာတကွကျွန်တော်တို့조사ရင်ဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်ကျွန်တော်ဆိုလည်းဒီကနေပြီးတော့တက်နေတော့조사ပြီးတော့ပြင်ခဲ့ရတယ်အခုဆိုစုရရတဲ့အဆင့်ရောက်လာပြီပေါ့နော်အဲ့တော့အဲ조사ကြပါတောင်ပြကျွန်တော်တို့ GPM ကလည်းဒီထက်ပိုကောင်းတဲ့ခွင့်ရေးတွေဖန်တီးပေးဖို့ရှိတာဖြစ်တဲ့အတွက် GPM ကိုလည်းစောင့်ကြည့်ပြီးတော့အားပေးကြပါလို့ပြောချင်ပါတယ်ကျွန်တော်အခုလိုပေါ့နော်ဒီမြန်မာပြည်ကနေပြီးတော့အားပေးနေကြတဲ့မိတ်ဆွေတကယ်ချင်းတွေအကုန်လုံးက အော်နောက်ပြီးတော့ဒီပြိုင်ပွဲအတွက်ဆိုရင်ပေါ့နော်ကျွန်တော်ကိုကူညီပေးခဲ့ကြတဲ့ကျွန်တော်မိသားစုကျွန်တော်ရဲ့ဒီ GPM အသင်းပေါ့နော်အဲ့ဒါအပြင်နောက်ဒီကျွန်တော်တို့ဒီပွဲဖြစ်မြောက်အော်ကောင်းကောင်းမွန်သွားနိုင်အောင်စီစဉ်ပေးခဲ့ကြတဲ့ဒီစပွန်ဆာတွေကိုအကုန်လုံးအကုန်လုံးကျေးဇူးရှင်တင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ